ဒီနေ့မှာတော့ Toyota CEO ရဲ့2025ခုနှစ်ဇွန်လထဲမှာ ရေစွမ်းအင်ဓာတ်အင်ဂျင်ကိုမိတ်ဆက်ပြသခဲ့ပြီးတော့ထုတ်လုပ်ဖို့အသင့်ဖြစ်နေပြီလို့ကြေညာခဲ့တဲ့အကြောင်းလေးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ် ဒီကြော်ညာမှုကြောင့်ပဲကားထုတ်လို့ရေလောကတစ်ခုလုံးတုံလှုပ်စီခဲ့ပါတယ်တကယ်ပဲ EV လက်စကားတွေတခြားကားတွေထက်ဘယ်လိုအကျိုးကျေးဇူးတွေရှိပြီးတော့ဘယ်အချိန်မှအများပြည်သူလက်ထဲရောက်လာမလဲဘယ်လိုအဆင့်မြင့်နည်းပညာတွေတုံထားလဲဆိုတာကိုကြည့်လိုက်ကြအောင်အရင်ဆုံးပြောချင်တာကတော့ကျွန်တော်ရဲ့ Tat Essential လို့သုံး channel လေးကို Like and Subscribe လေးလုပ်ပေးစီချင်ပါတယ်နည်းပညာဆိုင်ရာဗီဒီယိုလေးတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပထမဦးဆုံး Toyota ကဒီရေဆွမ်းအင်တုံအင်ဂျင်ကိုဘယ်လိုတွေဖန်တီးခဲ့လဲဆိုတာကြည့်လိုက်ကြအောင်ဒီအင်ဂျင်ကဓာတ်ဆီဒါမှမဟုတ်ဟိုက်ဒရိုဂျင်ကိုအသုံးပြုထားတာမဟုတ်ဘဲနဲ့တောက်သုံးရေကိုသာလောင်စာအဖြစ်ထည့်ဖို့လိုအပ်ပါတယ်ဒါကဘယ်ထုတ်လုပ်ရေးလုပ်ငန်းမှာမလုံနိုင်သေးတဲ့ Toyota ရဲ့အထူးခြားဆုံးသောတည်ထွင်မှုပဲ ြစ်ပါတယ်။ Toyota အတွက်တော့ဒီလိုထူးခြားတဲ့နည်းပညာကိုဖန်တီးနိုင်တာဟာမထူးဆန်းပါဘူး။2014ခုနှစ်ထဲက Toyota က Hydrogen ကားတွေကိုဈေးကွက်မှာရောင်းချနေပြီးတော့အခုဆိုရင် American ဂျပန်နဲ့တခြားနိုင်ငံတော်တော်များများမှာအသုံးပြုလက်ရှိပြီးတော့ဆက်လက်လေတိုးချဲ့နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ hydrogen ကားတွေမှာစိန်ခေါ်မှုတွေရှိနေပါတယ်။ hydrogen ထုတ်လုပ်ဖို့အတွက်ကုန်ကြမ်းဈေးမြင့်မားခြင်းတွေတည်ယူပို့ဆောင်ဖို့ ခက်ခဲတာတွေဟိုက်ဒရိုဂျင်ထည့်ထားနိုင်တဲ့စတေရှင်တွေကလက်စစ်တအားတွင်းနိုင်တဲ့စတေရှင်တွေနဲ့နှိုင်းရှင်လို့ရှိရင်တရာပုံတပုံတော့မရှိသေးခြင်းတွေ နောက်တစ်ခုကတော့ဒီနီးပညာကဖွံ့ဖြိုးဆဲဖြစ်လို့တခြားမမြင်နိုင်တဲ့ပြဿနာတွေရှိနေနိုင်ပါသေးတယ်။လက်ရှိဈေးကွက်မှာတော့ EV ကားတွေဟာထိတ်ဆုံးမှရှိနေပါတယ်။ EV လက်စစ်ကားတွေဟာအပြိုင်အဆိုင် ထုတ်လုပ်ကြပြီးတော့သုံးစွဲသူတွေလက်ထဲကိုဘီလီယံနဲ့ရှိပြီးတော့ရောက်နေပါပြီ။သူတို့အတွက်လည်းစိန်ခေါ်မှုတွေမြင့်တက်လျက်ရှိပါတယ်။ပထမတစ်ခုကတော့ဘက်ထရီတွေကို အလင်းမီအောင်ထုတ်လုပ်ဖို့လိုအပ်ချက်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့များပြားလာတဲ့ဒီလက်စစ်အားတွေကိုအားပြန်သွင်းနိုင်ဖို့လက်စစ်ပမာဏလုံလုံလောက်လောက်ရအောင် ထုတ်လုပ်ရမှာ ਨੇ ဒီလက်စစ်အားသွင်းဖို့ ਨੇ EV station တွေကိုကမ္ဘာအနှံ့မှာစောက်လုံနေရတာလည်းပြဿနာတစ်ခုပါပဲ။ဒါအပြင်ဘက်ထရီကိုထုတ်လုပ်ဖို့နဲ့လက်စစ်တအားတွေအချိန်နဲ့အညီရရှိနိုင်ဖို့ကြောက်ဖြစ်ရုပ်ကျွင်းလောင်စာတွေနဲ့တထုတူးဖော်မှုတွေကြောင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေနဲ့စန့်ကျင်မှုတွေကိုလည်းရင်ဆိုင်နေရပါတယ်။ဒါကြောင့် EV ကားတွေရဲ့ခြေရေးဟာလည်းဆုပ်လဲစူးစားလဲယူဆိုတဲ့အခြေအနေကိုရောက်လာပါတယ်။ အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံလိုဖွံ့ဖြိုးမှုနောက်ကျပြီးတည်ငြိမ်မှုမရှိတဲ့နိုင်ငံတွေမှာဒီလိုတက်ထုတိုးဖော်မှုတွေကြောင့်တဘောဝပတ်ဝန်းကျင်ဟာဆိုးဝါးစွာထိခိုက်နေရယ်အခုဆိုရင် ရေအေးမြစ်တွေမှာအာဆင်နဲ့အဆိုင်တဲ့ ပါဝင်မှုနှုန်းကတဖြည်းဖြည်းမြင့်တက်လျက်ရှိပါတယ်။ရေအရင်းမြစ်မှာသာအစိတ်တက်များလာရင်လူတွေရဲ့အစာတောက်တွေမှာပါအစိတ်ပါဝင်မှုမြင့်တက်လာပြီးတော့ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေကိုပုံမခံစားလာရမှာဖြစ်ပါတယ်။ဒါပေမဲ့ထိုတာရဲ့ရေစွမ်းအင်တို့အင်ဂျင်ကကျွန်တော်တို့ရဲ့နောက်မျိုးဆက်အတွက်တော့အနာဂတ်တစ်ခုပါပဲ။ ရေကိုကားထဲထည့်လိုက်တဲ့အခါဒီအင်ဂျင်ကဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်ကိုခွဲထုတ်တဲ့လုပ်ငန်းဒိုင်ဆိုလေးရှင်းရီအက်ရှင်ကိုအလွန်လင်းမြန်စွာလှုပ်ဆောင်ပါတယ်။ဟိုက်ဒရိုဂျင်ကိုတော့ဖိအားပြင်းပြင်းပေးတဲ့သဘောဓာတ်ငွေ့အဖြစ်ပြောင်းလဲလိုက်ပြီးတော့အင်ဂျင်ထဲကိုရောက်တဲ့အခါဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကိုဓာတ်ပြုစေပြီးတော့အင်ဂျင်ကိုအလုံးလှုပ်စေပါတယ်။အနည်းဆက်ဆုံးသဘောဓာတ်ငွေ့ရင်တွေလိုအင်ဂျင်ကလဲပတ်ပါတယ်။ဒီရေအင်ဂျင်ရဲ့အကျိုးသက်ရောက်မှုကတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်အထူးသင့်တော်ပါတယ်။ရေကိုသာစွန့်ပစ်ပစ္စည်းအဖြစ် ြစ်ထုတ်လို့ကာဗွန်ဒိုင်အောက်ဆိုက်ကိုလျှော့ချနိုင်ပြီးတော့တကဘာလုံးဆိုင်ရာ လေထုညှဉ်းနှံမှုကို များစွာလျှော့ချပေးနိုင်လို့ရာဒီဥတုအပြောင်းလဲကိုလည်းအကောင်းဘက်ကိုများစွာတက်ရောက်စေပါတယ်။ဒါပေမဲ့ဤပညာအသစ်ဖြစ်တဲ့အတွက်ကြောင့်သူ့မှာလည်းစိန်ခေါ်မှုတွေတော့ရှိနိုင်ပါသေးတယ်။အခြေခံအပြင်ဒီလို ရေစွမ်းအင်သုံးအင်ဂျင်တွေကိုအသုံးပြုနိုင်ဖို့လူအများကတော့စိတ်ဝင်စားကြမှာ သိကြပါတယ်အနာဂတ်မှာဒီလိုရေဆွမ်းအင်တုံကားတွေကဘလို့အပြောင်းလဲတွေကို ဖြစ်စေမလဲဆိုတာကိုတော့စိတ်လှုပ်ရှားပွဲစောင့်ကြည့်အောင်မှာဖြစ်ပါတယ်ဒါက Tesla နဲ့တခြား EV ထုတ်လုပ်သူတွေကို စိန်ခေါ်မှုဖြစ်စေပြီးတော့ဈေးကွက်ပြိုင်ဆိုင်မှုတွေကနေ EV လက်စစ်ကားတွေရဲ့ဈေးနှုန်းကအခုလက်ရှိဈေးနှုန်းထက်ပိုမိုသက်သာလာဖို့ရှိနေပါတယ်အခုရေဆွမ်းအင်တုံ ကားတွေက Hydrogen တုံးကားတွေ EV ကားတွေနဲ့အလွန်ကွာရှားပါတယ်ဒီနည်းပညာကားတွေကို ာအမြောက်အများထုတ်လုပ်ပေးနိုင်ရင်တော့ EV နဲ့တကွာတခြားကားလောကကြီးတစ်ခုလုံးအတွက်တော့အကြီးဆုံးကရက်ကြီးတစ်ခုလိုဖြစ်သွားမှာပါဒီရေစွမ်းအင်တုံး engineer တဘာဝပတ်ဝန်းကျင်နဲ့စီးပွားရေးလုပ်ငန်းတွေအတွက်အများကြီးတက်ရောက်မှုရှိမှာတော့ဂျင်းတည်ပါတယ် နောက်ဆုံးမြင့်မားလာတဲ့ရာသီဥတုပြောင်းလဲမှုဟာကမ္ဘာကြီးရဲ့အရေးကြီးဆုံးပြဿနာ ဖြစ်နေပြီးတော့ဒီတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေကနေပဲ Green Hot တံငွေထုတ်လွှင့်မှုဟာ28ရာခိုင်နှုန်းရှိပါတယ်။ဥပမာအမေရိကန်၊ထိရောက်နဲ့ဥရောပလိုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပိုများလာပါတယ်ဒီရေစွမ်းရင်သုံးအင်ဂျင်ဒီပညာနဲ့လေထုညဉ့်ဉန်းမှုကိုချော့ချပြီးတော့လူသားတွေအတွက်ပိုမိုကောင်းမွန်တဲ့သဘောဝပတ်ဝန်းကျင်ကိုဖန်တီးလာနိုင်တော့မှာဖြစ်ပါတယ်ရေရရှိနေတဲ့နေရာတိုင်းမှာလောင်စာစီကိုစိုးရင်စရာမလိုတော့ပါဘူးဒီကဘာပေါ်မှာရေအရင်းမြစ်ကအပေါ်ဆုံးဖြစ်ပြီးတော့ကုန်ခန်းသွားဖို့မရှိတဲ့လောင်စာလို့တော့ပြောလို့ရနိုင်ပါတယ် လောင်စာဆီဈေးနှုန်းဆိုတာလည်းမရှိသလောက်ဖြစ်သွားပြီးတော့စီးပွားရေးလုပ်ငန်းတွေအတွက်ငွေကြေးကုန်ကျမှုနဲ့စိတ်ဖိစီးမှုကိုတတ်တာစီမှာပါ EV လက်စစ်ကားတွေထုတ်ဖို့သုံးတဲ့တက်ထုတွေဥပမာယူရေနီယံလီသီယံဒီလိုမျိုးထုတ်လွှတ်မှုတွေကိုရှော့ရှနိုင်ပြီးတော့ဒီလိုတဘာဝတွင်းထွက်တက်ထုတွေကိုအနာဂတ်မှာအ သုံးပြုနိုင်ဖို့အတွက်တိမ်းထားလို့ရသွားမှာဖြစ်ပါတယ်။တတ်ထုထုတ်လုံးမှုရှော့ချခြင်းကရေတုနဲ့လေတုညှိနှံမှုကိုကာကွယ်ရာရောက်ပြီးတော့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းနိုင်မှာ ဖြစ်ပါတယ်ရေစွမ်းအင်သွင်းအင်ဂျင်နဲ့ဟိုက်ဒရိုဂျင်ပါဝါအင်ဂျင်ကိုနှိုင်းချင်ရရင်တော့ရေကိုအသုံးချနိုင်တာပိုကောင်းတယ်လို့ဆိုနိုင်ပါတယ်ဟိုက်ဒရိုဂျင်ကလောင်အားပြင်းပြင်းနဲ့လောင်ကျွမ်းတက်တာမို့လို့ထိမ့်သိမ်းရခတ်ပြီးတော့ဖိအားပြင်းပြင်းကိုခံနိုင်တဲ့အမာခံအိုးတွေကိုအသုံးပြုဖို့လိုအပ်ပြီးတော့လုံခြုံဖို့အထူးကူးစက်ရပါတယ်ရေကတော့မီးမလောင်ဘဲနဲ့မီးရောင်ငြိမ်းလို့ရတဲ့အတွက်ကြောင့်မို့လို့ တင်းစီရတာအရန်လွယ်ကူပါတယ်ရေစွမ်းရင်သုံးအင်ဂျင်ကိုစမ်းသပ်ဖို့အရင်ကတည်းကကြိုးပမ်းနေသူတွေရှိပါတယ်2016ခုနှစ်မှာအီရန်နိုင်ငံရဲ့သိပ္ပံပညာရှင် အာလာရင်ကွစ်မီက၎င်းရဲ့တူတူမှုအသစ်ဖြစ်တဲ့ရေလောင်စာသုံးကားကိုထုတ်ပေါ်ပြသခဲ့ပါသေးတယ်။အဲ့ဒီနှစ်ရဲ့နိုဝင်ဘာ28ရက်နေ့မှာအင်တာဗျူးလုပ်ခဲ့ပြီးတော့သူ့ရဲ့ကစေနာရီအသွင်းမှာကီလို900အထိကို သွားနိုင်တယ်လို့ဖော်ပြခဲ့ပြီးတော့ကွစ်မီကသူ့ရဲ့ကားထဲကို ရေလောင်စာမထည့်မီအဲ့ဒီရေပိုက်နဲ့ရေတောက်ပြခဲ့ပြီးတော့သူကလောင်စာအနေနဲ့သူ့ကားထဲကိုထည့်ခဲ့တာပါ။ဒါ့အပြင် Stanley Murray ဆိုတဲ့အမေရိကန်ကပညာရှင်ကလည်း1980 60တောင်တုန်းကရေစွမ်းအင်ဓာန်အင်ဂျင်ကိုစတင်ဖန်တီးခဲ့ပြီးတော့လောင်ဂျာစီကုမ္ပဏီတွေရဲ့စန့်ကျင်မှုကိုခံခဲ့ရပြီးတော့သူ့ရဲ့ဒေဆုံးမှုကတော့အခုထိဘယ်ဒီဖြစ်လို့နေပါတယ်အဲ့ဒီအချိန်တုန်းမှာသူ့ရဲ့တီထွင်မှုနဲ့သူ့ရဲ့ဘယ်ဒီဆန်ဆန်ဒေဆုံးမှုတို့ကလူအများကိုအထိတ်တလန့်ဖြစ်စေခဲ့ပါတယ်သူ့ရဲ့ရေစွမ်းအင်ဓာန်အင်ဂျင်ကရဲ့စမ်းသပ်မှုအချက်လက်တွေကအလုံးချလို့မရတော့လောက်အောင်ပျောက်ဆုံးနေပြီးတော့ဆက်လက် တီထွင်သူတွေအတွက်အခက်အခဲဖြစ်စေခဲ့ပါတယ်အခုဆိုရင်တော့ဒီကားထုတ်လုပ်မှုသာအောင်မြင်ခဲ့ရင်လောင်စာစီထုတ်လုပ်တဲ့လုပ်ငန်းတွေစီကားတွေနဲ့ EV လက်စကားထုတ်လုပ်သူတွေရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကို ဖြစ်လာစေမှာပါတိုတာအနေနဲ့ဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပြီလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ